ဟုတ်ကျွန်တော်နာမည်ကကိုရန်အောင်ပါကျွန်တော်ကတောင်ကြီးမှမွေးပြီးတောင်ကြီးမှကြီးတာပါကျွန်တော်ကန်နာရဲ့ကွန်မှနေပါတယ်ကိုအသက်39ရှိပါပြီကျွန်တော်ဒီရိုးရချင်းလောကတွေကိုရောက်တာ3နှစ်ပဲရှိပါသေးရဲ့ဗျကျွန်တော်ရဲ့ဆရာကိုမင်းစိတ်နဲ့တွေ့လို့ချင်းပေါက်အချို့တော်တော်များများကိုလည်းခတ်တက်ပြီးတော့မှပြိုင်ပွဲတချို့တဝက်ကိုလည်းခတ်ကစားနေတဲ့ဝါနာရှင်တယောက်ပါအခုတောင်ကြီးမြို့မှာပြုတ်လောက်တဲ့ရှိရှိ အောင်မြတ်ကုမ္ပဏီနဲ့ရှက်ရှက်ဂရုကနေပြီးတော့မှဦးစီးကျင်းပပေးတာပေါ့ဦးစီးကျင်းပပေးတဲ့ပွဲဟာဖြစ်၄ပေါက်တန်မြမယူဟာခြင်လုံးပြိုင်ပွဲဖြစ်ပါတယ်မြမယူဟာခြင်လုံးပြိုင်ပွဲဖြစ်တဲ့မြို့နယ်ပေါင်းစုံလို့ပြောလို့ရတယ်ဗျမြို့နယ်ပေါင်းစုံလို့ဘာလို့ပြောလို့ရတော့ဆိုလို့ရှိရင်အလုံးပေါင်းခတ်တာအတင်းအနေနဲ့ပြောရမယ်ဆို35တင်းရှိပါတယ်အဲ့ထဲမှာမှကျွန်တော်တို့ခွဲလိုက်တာကပြိုင်ပွဲအတင်းနဲ့ဝါဒနာရှင်အလှခတ်ဆိုပြီးတော့မှနှစ်ပိုင်းခွဲရတာရှိတယ် အဲနောက်ပိုင်းခွဲရတာရှိတဲ့အတွက်ကြောင့်မို့ဘယ်လိုပြောမလဲဆိုလို့ရှိရင်သူကပြိုင်ပွဲခက်ကိုအရင်ပြောမယ်ဆိုပြိုင်ပွဲက20နဲ့မှအတင်း20အတင်း20ပြိုင်ပွဲအတင်း20အလက်ခက်က15အတင်းဖြစ်သွားမယ်ဝါဒနာရှင်ပြိုင်ပွဲတွေမဝင်နိုင်မနဲ့ဝါဒနာအရင်ခံပြီးတော့မှလာတဲ့လူတွေပေါ့အဲ့လူတွေကိုလည်းဘယ်လိုပြောမလဲပွဲရောအောင်အောင်မြင်မြင်နဲ့ဘယ်လိုပြောမလဲစစ်စစ်ကကဖြစ်သွားအောင်လို့ဆိုပြီးတော့မှ ကျွန်တော်တို့ရှမ်းပြည်နယ်အကုံဆောင်ကမ္ဘောဇာကွန်မင်းဆိုင်ရနေပြီးတော့မှအဲ့လိုကြီးမှုပြီးတော့မှကျင်းပဖြစ်တာပေါ့ဒီပွဲသွားတဲ့35တင်းဟောကအဲ့အဲ့လိုမျိုးပေါ့အလခတ်တပွဲထိတ်ဆုံးအလခတ်နဲ့ဖွင့်ဖွင့်ပြီးလို့ရှိရင်ပြိုင်ပွဲတပွဲသွားပြီးဘာလို့ဆိုပြိုင်ပွဲဆိုတာ45မိနစ်ခတ်တယ်မနာတတန်းအဲ့တော့လက်ကြီးတဲ့လူလည်းမပြင်းရအောင်ဒိုင်းနေလည်းမပင်ပန်းအောင်ဆိုပြီးတော့မှအလခတ်တပွဲပြိုင်ပွဲတပွဲနှစ်ပွဲဒိုင်းလည်းနားရအောင်လို့အဲ့လိုမျိုးစီစဉ်ထားတယ်ပေါ့အဲ့လိုစီစဉ်ပြီး ကျင်းပဖြစ်တယ်။ပြိုင်ပွဲကဆိုလို့ရှိလို့ရှိရင်ပါတာကတောင်ကြီးမြို့နယ်အတင်းက9တင်း6တင်း6တင်းတောင်ကြီးမြို့နယ်အတင်းက6တင်းတောင်ကြီးမြို့ပေါ်အတင်းပေါ့6တင်းတောင်ကြီးမြို့ပေါ်အတင်းကထိတ်ဆုံးစပြောမယ်ဆိုနကဘက်ကကြီးနကဘက်ချင်းရုံစွာရှိရဲသူတို့ကသူတို့လောက်ထားတာနကဘက်ချင်းအတင်းက2တင်းပြီးလို့ရှိရင်ချမ်းတအတင်းကချမ်းတရက်ကွက်မကဝင်ရောက်ရှင်ပြိုင်တဲ့အတင်းကတတင်း၃တင်းပြီးတော့ကျွန်တော်တို့မြောက်ကြောင်ချင်းအတင်းကတတင်းဆိုရင်၄တင်း ပြီးတော့ရင်ချမ်းသာပြီးွားရင်နောက်တစ်ပတ်တကောင်းအတကောင်းတကောင်းတကောင်းကမင်းသားကြီးမင်းသားကြီးဆိုရင်6တင်းဖြစ်တော့မယ်အားလုံး5တင်း6တင်း5တင်းအာ5တင်းလောက်နကပကနတင်းမြောက်ကြောင်းကတတင်းပြီးွားလို့ရှိရင်ချမ်းသာတတင်းတကောင်းတတင်းမင်းသားကြီးတတင်းဆိုရင်အားလုံး9တင်းပဲရှိမှာနော်6တင်းပေါ့6တင်းအဲကျွန်တော်တောင်ကြီးမြို့ပေါ်က6တင်းကျန်တဲ့အတင်းတွေကအောင်မန်းမြို့က4တင်းပင်တရာတင်းက တုံးတရားမျိုးကနေပြီးတော့မှလာခတ်တာက၄တင်း၄တင်း၄တင်းတုံးတင်း၄တင်းတုံးတင်းပင်တရားတုံးတင်းပြီးတော့လို့ရှိရင်အဲဟိုတုံးတင်းအဲဟိုကတုံးတင်းညောင်ရွှေကတုံးတင်းညောင်ရွှေကတုံးတင်းအဲအလုံးပေါင်းအတင်း20ဖြစ်တယ်ပေါ့တင်ပွဲဝင်အတင်းစုပေါင်းတာအတင်း20 20ဟုတ်ဟုတ်ဟုတ်ဆန္ဒကနေပါဒနာပါလို့နာကတာ55တင်းဟုတ်ကဲ့ဟုတ်ကဲ့35တင်းဖြစ်သွားမယ် ဲ့ဒီပြည်ပွဲစဉ်မှာလေကျွန်တော်တို့ဒီခတ်နေတဲ့တိမ်ပွဲဝင်နေတဲ့ဆက်ခတ်နေတဲ့အချိန်မှာအမှတ်ပေးပုံလေးတွေကဘယ်လိုပုံစံနဲ့အမှတ်ပေးတာအမှတ်ပေးပုံလေးတွေကဘယ်လိုပုံစံလေးနဲ့ပေးတာတော့ဆိုလို့ရှိရင် तू ကချင်းပြိုင်ပွဲက၉ဘိုင်းရှိတယ်ဗျပထမ၉ဘိုင်းရှိတယ်ဆိုရင်ပထမလက်ရည်စင်ဘယ်ညာဆုံးဆိုတာရှိတယ်။သူကလက်ရည်စင်ဘယ်ညာဆုံးကိုဘယ်ဟောညာဟောခတ်ရတယ်ပေါ့။မအဲချင်းမောက်တွေအကုန်ရှင်းပြရမှာလား။ရှင်းပြလိုက်ရ။ရှင်းပြလား။အဲလက်ရည်စင် လက်ရွေးစင်ပညာစုံဆိုရှိရမန္တလာပညာစုံမြင်းစည်းပညာစုံပတ်တူးပညာစုံဖီလာဘွားပညာစုံတော့ပညာစုံတစုံရမှတတ်မှတ်ရတာဗျချင်းပေါက်ကိုဘယ်ရောညာရောခတ်လို့ရမှကြာသွားလို့ရှိရင်အဲ့ဒါကြာမှတ်တတ်မှတ်ဖြစ်သွားတယ်အဲအဲ့ဒါဟိုသူက9မိနစ်ခတ်ရတယ်တပိုင်းကိုဟိုပိုင်းမှာတပိုင်းကို9မိနစ်ခတ်ရတယ်အဲ့ဒီ9မိနစ်မှာမှအဲ့ဒီဒီ၄မျိုးခတ်ရတယ်ဗျမန္တလာမြင်းစည်း ပတ်ဒူးဖီလာဆိုဘယ်ညာဆောင်ကိုဘလောက်ခတ်နိုင်တယ်လဲမကြတဲ့န်းခတ်နိုင်တယ်လောက်ယုံနိုင်လေယုံအောင်ကောင်းလေအမှတ်ကတက်လေပဲသူကအဲ့လိုပုံစံနဲ့ပေါ့၄ပေါက်တန်းဆိုတာကတော့လေးပေါက်တန်းဆိုတာကသူကဒူးတဲ့ဆလဲဝိုက်ပေါ့အလွယ်ပြောမယ်ဆိုရင်တော့ဒီလိုလွယ်လွယ်ရှင်းပြရမယ်ဆိုရင်တော့ဒူးတဲ့ဆလဲဝိုက်ဆိုတာကမဟာဒူးပါမယ်တဲ့ဘွားပါမယ်ဆလွယ်ကြီးပါမယ်ဝိုက်ကြီးပါမယ် အဲအဲ့ဒါကိုချင်းကြီးမျိုးချင်းကြီးမျိုးတုဆိုလို့ရှိရင်လည်း၄ယောက်လုံးဆိုလို့ရှိရင်လည်းတပြိုင်တည်းခတ်ရတာပေါ့မဟာဒူးတယောက်ပြီးရင်တယောက်တယောက်တယောက်ဆို၄ယောက်ခတ်ရတာပေါ့သူက၄ယောက်ပဲအဓိကခတ်ရတဲ့အတွက်မျိုးကွဲမှာမျိုးတုဆိုလို့ရှိရင်တော့၆ယောက်လုံးခတ်ရတယ်ဗျအဲအဲ့ဒါကြောင့်မို့၄ပေါက်တန်လို့ခေါ်တာဗျ၄ပေါက်တန်နဲ့တော့တခြားပါရှိတယ်အဲ၄ပေါက်တန်ရှိတယ်၆ပေါက်တန်ရှိတယ်ကျွန်တော်တော့၆ပေါက်တန်ထိပဲခတ်ဖူးပြီးရဗျဟုတ်ဟုတ်ဟုတ်၆ပေါက်တန်ကလည်းအဲ့လိုပဲဒူးတဲဆလဲဝိုင်း ပြီးလို့ရှိရင်ဒေဖနောက်မဟာဒေဖနောက်မဟာ6မျိုးဖြစ်သွားမယ်အဲ့ဒါလည်းအဲ့လိုပဲ6ရောက်ပြည့်အောင်ခတ်ရတာပေါ့သူက6ရောက်6ပေါက်တန်းဖြစ်သွားတဲ့အတွက်ကြောင့်မို့6ရောက်အပြည့်ခတ်ရတာဖြစ်သွားပါဘိုးဘညာဆောင်ဒီမှာဆိုလို့ရှိရင်လေ6ရောက်အပြည့်ခတ်ရမယ်ဘိုးပိုင်းလုံးကို6ရောက်အပြည့်ခတ်ရမှာပေါ့ဒီကျွန်တော်တို့4ပေါက်တန်းမှာဆိုလို့ရှိရင်5ပိုင်းက4ရောက်ခတ်ရမယ်ကျန်တဲ့4ပိုင်းကကျတော့6ရောက်လုံးခတ်ရမယ်ဟုတ်ဟုတ်ဟုတ်ဒီအခုဒီပြိမ်ပွဲမှာဟုတ်ကဲ့နောက်ဆုံးနေ့နောက်ဆုံးနေ့ ဟုတ်တယ်ဗျာနောက်ဆုံးနေဗျာဒီနေ့အဲအသေး20မှာဆိုလို့ရှိလို့ရှိရင်ပထမရတဲ့အတင်ကတော့အောင်ပန်းကကြီးအတင်ပေါ့သူကလက်ပြိုင်တာအတင်များတယ်လေအစောနာတော့အတင်နဲ့ပြောထားတယ်ဆိုတော့အဲ့ထက်မှာအောင်ပန်းကကြီးအတင်ကပထမရတယ်ပြီးွားရင်ညောင်ရွှေရဲ့လက်ပြိုင်တာ၄တင်းမှာညောင်ရွှေုံမှသူကရွာမှရှိတယ်လင်းယုံနေရှိတယ်ပေါ့သူအတင်းလေးတွေပေါ့ညောင်ရွှေုံမှကိုစားပြုတ်ပြီးတော့မှသူအတင်းနဲ့မယ်လေးနဲ့ပြိုင်တာအဲ့ထက်ကနေပြီးတော့မှရွာမှအတင်းကနေပြီးတော့မှဒုတိယဆုရတယ် အဲတတိယတော့ပင်တရားလည်းအတင်လေးတင်းလောက်လပြိုင်နေအဲ့ထဲကနေပြီးတော့မှပင်တရားကကြီးကကြီးတင်းဟာတတိယဆူရတယ်ဗျဟုတ်ဟုတ်ဟုတ်ဆက်ကျွန်တော်တို့သူကြီးပင်ဘွဲကိုသူကြီးတက်ပါပေးတဲ့ရက်ကဆူပါဘယ်နည်းလောက်လောက်ပြိုင်ဘွဲက3ရက်လောက်တယ်ဗျဟုတ်24 25 26ဗျဟုတ်ဒီနေ့ကတော့နောက်ဆုံးရက်ပါဗျဟုတ်ကျွန်တော်တို့ဒီအားပေးတဲ့ပြိဿတ်တွေပုံတော့ဘယ်လိုကျေးဇူးတင်စကားလေးပြောပြပါလာအားပေး လာအပေးတဲ့ပြိတ္တတွေအပေါ်မှာကဘလို့ပေးရဘလို့ပြောရမလဲဆိုရင်အတိုင်းမသိဝန္တာ BD ဖြစ်တယ်ဗောဒီကျွန်တော်တို့ကိုဒီပွဲဖြစ်များအောင်ကုညီပံ့ပိုးတဲ့အောင်မြတ်ကုမ္ပဏီရှိရှိဂရုမှာဥအောင်လင်းဝောပြိုင်ပွဲမှာလာရောက်ခက်ကစားတဲ့အတင်းဝင်တွေဝောပြိုင်ပွဲကိုအကိုတို့အခုလိုအင်တာဗျူးလပ် view ပေးတဲ့အကိုတွေဝောဒီနေရာနေပြီးတော့မှပြောမပြနိုင်အောင်အတိုင်းတိဝန္တာ PD ဖြစ်ပြီးတော့မှဒီတဲ့ ၃လုံးလို့သကလုံးမရှိတော့ဘူးဗျာတပ်ပြောမယ်ဆိုရင်အဲ့လိုဝန်တာပီတီဖြစ်တယ်လို့ကျွန်တော်ပြောချင်ပါတယ်ဗျာကျေးဇူးလည်းလည်းအများကြီးတင်ပါတယ်လို့တော့လေးရောက်တော့ဘယ်ရောက်နှစ်ရောက်သုံးရောက်လေးရောက်တော့ဘာဒီကောင်းနေကြတဲ့တော့ဘာနဲ့လေးရောက်တော့ဘာဒီကောင်းနေကြတဲ့တော့တော့မိုက်ကိုပြနေတယ်ဘာဒီကောင်းနေ Uno, 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 uno. 拿着，别。 Thank <laughs> you. တန်ကိုရတစ်ခါဒုတိယတတိယစုကိုရှင်းဥသောစစ်ပေးမှာဖြစ်ပါတယ်ဗျာရှင်းဥသောကျွန်တော်တို့ပထမဒုတိယတတိယစုကိုရှင်းရှင်းပြနေရတဲ့အောင်မြတ်ရုံးနဲ့ရှင်းရှင်းရုံးလုံးမှာပေါင်းတာအောင်မြတ်ပေါ်ပါတယ်ဗျာရှင်းဥသောကျွန်တော်တတိယစုကိုကြည့်ရမှာဖြစ်ပါတယ်ခင်ဗျာတတိယစုကတော့တန်ကိုရတန်တိုင်းနေ ောက်စုရရှိသွားတာကတော့ရမှတ်680မှတ်ဖြင့်ပြည်သူ့ကားငယ်တင်မှာဖြစ်ပါလိမ့်ခင်ဗျာဒီကနေ့ကတော့တက်လို့တိုင်းနိုင်ငံမှာတို့ရခလာနေဖြစ်ပါလိမ့်ခင်ဗျာရမ်းမဲ့ဆက်ဆံရှိနေတဲ့ပြည်ထောင်စုမှာဆက်ဆံရတဲ့ဒီမှာဖြစ်ပါတယ်ဗျာ။ကွန်မြူနတီချက်က တဲ့ရရှိရင်ဒီနေ့အကောင်ရဲ့ဒီမှာစုံမှန်ချက်တုံးနဲ့ဖလားစုလက်ခံရရတဲ့စစ်ကားလေးကြာဒီလိုဒီလိုကြားရပါလေကျွန်တော်ဒီစနာပဒိယကားရဲ့နေရာအထူးအထူးပဲဝန်တာကိုပြရပါလေဆက်လက်ပြီးမှကျွန်တော်တို့အပြည့်ကုန်နေတဲ့ဆက်ရှိ group

a <laughs> lez များပါတယ်ခင်ဗျာဆက်လက်ပြီးပါကျွန်တော်တို့ဖုတ်ပွဲစီစဉ်လေးမှာပထမဆုံးရရှိရကိုကျင်းပမှာဖြစ်ပါတယ်ခင်ဗျာပထမဆုံးနေတဲ့ရှားမန်653မှတ်ဖြစ်အိုင်ဘန်ကဒီတင်မှာရရှိပါစေခင်ဗျာ มาปฐมาอะไรปฐมาสิโอเคยายรักแค่กันรักแค่กันท่านจะเอาเส้นรักแค่ Zaman suatu hari, tiada yang akan menyentuh dengan sesuatu yang วางแนวที่มันเดือดขึ้นมาเนี่เรียกซึ่งคะแนนวันนี้ก็ ်ချင်းချင်းမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့တိုင်ဝဲချင်းခတ်တိုင်ဝဲရဲ့အကောင်းဆုံးလှဖြစ်ဖို့အောင်ပွဲမှာတန်းထိုက်အောင်ဖြစ်ပါတယ်ဒါကတော့အပါလေးဒါကလေးနဲ့ရရှိပါရဲဖြစ်ပါခင်ဗျာ